ဗျာကျွန်တော်တို့မီချောဆိုတဲ့တချင်လေးပေါ့နော်အဲ့ဒါဒီတချင်လေးကိုဟိုးတော့လည်းကျွန်တော်ဒီလေးဒီဘူးတယ်ဟလာဒီပေါ့နော်ဂီတာဆိုလိုတွေကိုလည်းပြပေးဘူးတယ်ပေါ့နော်အခုလည်းထပ်ပြီးတော့ပေါ့နော်ဒါတချန်နာနီလို့မေ့နေမဲ့တကယ်ချင်းတွေအတွက်ကိုကျွန်တော်ဒီမီင်းနဲ့အဲ့ဒါအလွတ်လိုက်ပြီးလိုက်တာပဲနော်လိုက်ဒီမီင်းနဲ့ပြန်လည်းမြောက်ထပ်ပြီးတော့မြောက်ပြီးတာဖြစ်ပါတယ်အကုန်လုံးသေးသေးတော့မသွားတော့ပေါ့နော်ဟုတ်ပြီအဲ့တော့အဲစဆာချင်းကျွန်တော်တို့ဒီဂီတာဝင်တဲ့နေရာလေးကစမှာပေါ့နော်မီချောမီချောမီချော အမအဲ့ဒီအဆောင်ပါဘောနော်အဲ့တော့ G minor ကိုဘာလို့လဲ G minor ကျွန်တော်ဒီလိုလေးဆွဲမယ်ဘောနော်အဲ့တော့ကြားတဲ့နှုတ်ကဟုတ်ပြီတကယ်တော့အဲ့ဒီအထောက်တရားဒီအနှိမ့်ညာနေပါကြားရတာ เนาะအဲ့ဒါဒီကတော့အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ဒါအစီကေတာတစ်လုံးနဲ့ကေတာသမားကဒီဟာလေးပါထည့်ပြီးဖြည့်ရှင်းတဲ့တီးတဲ့နီးလိုပဲကျွန်တော်တို့တဘယ်လိုပြောမလဲသတ်မှတ်မယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ကျွန်တော်ဒီစနစ်တန်နဲ့စကီးရဲ့တွဲလုံးလေးတွေနဲ့ပေါ့เนาะအထောက်လုံးလေးတွေနဲ့ထည့်တယ်သွားတာပေါ့เนาะဟုတ်ပြီเนาะအဲ့ဒါပဲ intro အဲ့ဒါပဲเนาะဟုတ်ပြီเนาะရပါเนาะအဲ့ဒါအဲ့ဒါပြီးတော့ အဲ့ဒါပြီးလို့ရှိရင်ကိုကိုမီမော်လီကောအင်ကိုမီမော်ကြီးပိုင်းဟာတကယ်ချင်းသားများဝေး F ဘယ်လိုပဲလေအဲ့ဒီကောက်တွေကိုမရောက်ခင်နေမှာကျွန်တော်တို့ကအကူလေးတွေမှာအဲ့ဒီနှုတ်လုံးလေးတွေဖြည့်သွားတာပဲเนาะအဲနောက်တစ်ခေါက်လည်းကြီးမိုင်းနာသားလားဒီကိုသွားမှာဒီမှာဒီမှာ root ကိုသွားမှာเนาะအဲ့တော့ တော့ပြန်ကြည့်မယ်ကျွန်တော်တို့မှာဒီမှာသွားတည်လိုက်တယ်နော်ဒါလေးနဲ့လမ်းအလင်းတင်လို့အလမ်းကြုံသွားလို့နော်အဲ့ပြန်ပြန်ပြမယ်ကျွန်တော်အဲ့ဒီမှာတောက်တောက်ရဒီလိုလေးပဲကင်တီးသွားလက်သက်သားအောင်ဘလို့တီးတီးရတယ်နော်ဒီလိုပဲတီးလေရတယ်နော်အဲ့တော့ ကော့တွေကတော့မြင်းသိပါတယ်နော်လိုလိုလေးရောနေရှင်းမှလည်းကျွန်တော်ဒီဒီဒီတီးလိုက်ပြီနော်ကြာဟုတ်ပြီအဲ့ဒါမပြောတော့ဘူးနော်ဂီတာဆိုလူနေရာလေးကိုသွားမယ်ဂီတာဆိုလူနေရာလေးကလည်းကျွန်တော်တို့နော်ကျွန်တော်ဒီ blues note လေးတွေဒီ pentatonic တွေကြားတယ်အဲ့လိုပေါ့နော်သူ့ရဲ့မူရင်းအလားစကီးကြားထဲမှာရှိတဲ့ဒီတခြား note လေးတွေပေါ့နော်ဆက်နေတဲ့စကီးလိုပဲပြောပါတော့အဲ့ဒါလေးတွေတွေ့တီးသွားတာပေါ့နော် ီ higher octave မှာပြန်ကြည့်ရအောင်ပြောချင်တာတွေ့လားမသိဘူးအဲဟောနော်အပြန်ပြမယ်အဲ့ဒါတစ်ဖြတ်ပြီးရင်ပြီနော်ရပြီနော်အဲ့တော့တစ်ခါ ီးတော့အဲတစ်ချက်ဒီပဲဥလိုရောဟုတ်နော်ဟုတ်နော်ကျွန်တော်မြတ်ပြောစီလို့အချိန်ကလိုအပ်ချက်လေးရမယ်ဒါတီးတက်ပြီးသားလူတွေမှချက်ချင်းအဆင်ပြေမယ်ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ ေရာတော့တည်ပြီးဒီဒီစစ်တွေရမထိုင်တာဒီလိုမရဘူးလေဟုတ်တယ်မလားအဲ့တော့အခြေခံလောကကျတော့ဒီတခုရဟိုကတခုရဟလာတစ်ခုကမှ10ခုပြီ10ခုကမှ55 55မှ20အဲ့လိုဖြစ်တာအခြေခံဒီနည်းစနစ်တွေမရတဲ့လူကရယူဆက်ကုန်မရမရဘူးပေါ့နော်အဲ့လိုမျိုးပေါ့နော်ဒါပါတော့အဲ့လိုပြီးပြီး ီအဲ့တော့အဲ့ဒီမှာဝါးလေးပါလေးနင်းတယ်ပေါ့နင်းနေနေမနင်းနေနေအဲ့နေရာမှာအလုံးမှန်ရင်တော့တို့ဟာဝိုင်းရတဲလို့ရတယ်ဒစ်စတော့ချီနဲ့တဲဖြုတ်လေဘာမှဖြစ်ဘူးနော် မနင်းလဲဘာဖြစ်နင်းတော့လဲသူတိုင်းဖြစ်တာပေါ့နော်အဲ့တော့အဓိကကဒီအဲ့ note မှန်မှုပဲအဲ့တော့ effect မရှိဘူးလားကျွန်တော်တို့က effect မရှိလို့မနင်းဘာမှမဖြစ်ဘူး clean နဲ့ထရတယ်ထားပါလားသဘောပြောတာပေါ့နော်အဲ့တော့အဲ့လုံမှရင်တော့ကျွန်တော်ဝိုင်းရတော့ကောင်းကောင်းကြီးကိုတဲပြင်မယ်သူ့ရဲ့မူရင်းအသက်တန်းနဲ့ခက်ခဲမှုကဒီမှာပါသွားတာဒါသာရရင်ကျန်တာကဘာဖြစ်ဖြစ်ဘလို့အတန်နဲ့ဒီသူတို့ရဲ့နောက်ကောက်ဒီသူ့ဟာသူတို့အဆင်ပြေသွားတာကျန်တဲ့ဟာကနောက်ထပ် ဟလာဖြည့်ဆွဲဖို့ကိစ္စနောက်ကဘာရှိမှတော့ဘယ်ဟာရှိမှတော့ဘယ် effect ရှိမှတော့နောက်ကိစ္စအရင်အရေးကြီးဆုံးကဒီကောင်ရှိတဲ့ကတာနဲ့ရှိတဲ့ဟာနဲ့လှုပ်တတ်တဲ့သူကလှုပ်လို့ရနော်ဒါလေးကိုလည်းပြောချင်တာပါเนาะဟုတ်ပြီအဲ့တော့နောက်ဆုံးတစ်ခေါက်ပြန်ကြမယ်အကျိုးသွားလားနော်အဝင် ားဆိုတော့ရပါပြီเนาะနောက်ဆုံး chord တွေလည်းရရပါပြီเนาะ E flat ရရင်ရင်လည်းမချပါဘူးလေ B flat B F နောက်ခဏညာอีฟเลฟอีฟเลฟโยเมนะด้วยซ้อมยะเด้เนาะมามามาเนาะโหโหดูจ้อยแกหอบไปเนาะแล้วส่วนเราตลอดเลยปี้ตรงมาบ่เนาะ